င်းတွေပြန်ပေးခြင်းပါဘူးဘာလို့မလဲအစ်စ်ပဲလုံးပါပေါ့ရရမပေါ့လဲကြုံပြူဆိုင်လုံးပါဘယ်လိုပြောမလဲအစ်စ်တခုမှမပေးနိုင်ရင်တော့ဒီလိုလုံးနေပါသူဒီချင်းလေးရနာမည်လေးပြောပြပါအောင်မြမညင်တကြံနဲ့သူသူတချင်းနေခွဲလို့မရဘူးအဲ့အဲ့အကြောင်းကနေပါပဲဟုတ် ီနေ့ကကျွန်တော်အကြံချင်းအစ်စ်လေးတပုတ်လိုက်တာဟုတ်အဲ့တော့ဒီမှာရိုးဆောင်ကအီလေးပေါ့အဲ့လိုလားဟုတ်တယ်အဲ့တော့သားလေးကိုဒီမှာထည့်ပြီးတော့အုံပြပုံလေးပြောပြပါဦးသူကတိုးဆောင်ပေါ်လာပါချင်းကတော့အစ်စ်အစ်စ်ပါကျွန်တော်အကြံချင်းတစ်တပုတ်ဟုတ်ဟိုပုံစံကတော့ကျွန်လူပြောမလဲဟိုဟိုဘက်ဒီတော့နောက်လူပြောမလဲနောက်တိုင်းမြူးစင်းနဲ့ဒီဘက်ကျွန်တော်တကြံ ဟိုဘုံလေးနဲ့ရောထားပုံစံနေပါတော့ဟောင်းနေပြန်ပေးချင်ပါဘူးဘာလို့မလဲအစ်စ်ပဲလုံးပါပေါ့ရရမပေါ့လဲကြုံကြည့်မစားရလုံးပါပဲကျွန်တော်ဟိုဘယ်လိုပြောမလဲအစ်စ်တခုမှမပေးနိုင်ရင်တော့ဒီလိုလုံးနေပါနဲ့မဟုတ်လားအဲ့တော့ခန်တီးဟိုအစ်စ်တွေပဲခြားပြနေတာပေါ့ဟုတ် တော့ဒီမှာဘယ်လိုပုံစံလေးသရုပ်ဆောင်မယ်ဆိုတာမျိုး script ရပြီလားမင်းသားမသိရသေးဘူးအကူသိပြီလားသိသေးတယ်ဒါတော့ writer တွေသဘောပေါ့နော်အခုမှအခုမှစရုပ်တာဆိုတော့အများကြီးလိုပါသေးတယ်အများကြီးယူတော့ဘူးလို့ဟုတ်အဖေရောမိမယ်ထင်လားညာမိရောမာမိရောကွာ ဘာလို့အဖေစုကိုပုစုဆိုတာတကယ်တော့တကယ်သူကတော့အဆိုပိုင်းပေါ့နော်အဆိုလိုင်းနဲ့တာနိုင်ငံလုံးတာအကုန်လုံးဟိုဖန်ချင်းနေအများကြီးလုပ်ငန်းခဲ့တဲ့လူဆိုတော့လေအဲ့တော့အဖေရဲ့အချိန်ဟောကိုကကို့အလှည့်ရောင်ကို့ညီလေးကငယ်သေးတာပေါ့ဒါပေမဲ့ကို့အချိန်ရောင်ရောအလိုမျိုးလုပ်နိုင်မယ်လို့ထင်လာကို့ကို့အဖေတော့မမီဝင်မဲ့ထင်ပါတယ်အကူရောကိုသားကလေးပေါ့မှာကိုသားလေးပေါ့နော်သားလေးပေါ့မှာဘယ်လိုလဲယုံကြည်မှုရှိတယ်ရှိပါတယ်ဖြစ်ဖြစ်နေဆိုရင်ကြိုးစားဖြစ်ဖြစ်ရမှာပေါ့ ူတွေသင်းလေးရနာမည်လေးပြောပြပါအောင်မြို့မကြီးဟုတ်သင်းနာမည်မြို့မကြီးဟုတ်ဟုတ်ဘယ်လိုပေးပြသွားရလဲကိုသင်းနာမည်လေးကထူးဆန်းတယ်နော်ဆမ်ဆမ်မြို့မကြီးကိုဂုံးရှင်တော့ပါဟုတ်ဟင်းအဲ့တော့ဒီဟိုသင်းအကြောင်းအရာတွေမှာအဲ့လိုမျိုးပါတာလားပါတယ်ဟင်းဘယ်လိုအိုင်ဒီယာရောက်လာလဲကိုဒါကတကယ်ပြောရရင်ဒီကြံနဲ့ပတ်သက်ခွဲများတယ်လို့ပြောလို့ဒါဟုတ်တယ်ဒီကြံဆိုရင်သူအဲသူသင်းနေကြရင်ကျော်ဒီကြံရောက်ပြီဆိုရင်ဆိုတော့ဆိုမှုကိုရတယ်လေအဲ့တော့ဟို ။တကြံနဲ့သူသူတချင်းနေနဲ့ခွဲလို့မရဘူး။အဲအဲအကြောင်းကနေပါပဲဟုတ်။အင်းအဲ့တော့ဒါအဖေတချင်းကိုနောက်ထောင်နေချိန်မှာဒီလေးနဲ့အဝင်ကြားရှိလားဘယ်လိုရှိလဲ။ရှိရရှိရအခုအခုနောက်ပိုင်းတချင်းကြီးကတော့အများအများကြီးပုံစံပြေးလာတော့အခုဖြစ်ပုံစံနဲ့အဲ့တော့တော်တော်ကောင်းပါတယ်ခုက။ခုနကပဲရှင်အရင်တော့အရှင်နေတိတ်မကြိုက်ဘူးပေါ့။အရှင်ကြအရင်တော့အချင်းကြီးကြအခုအခုခေတ်ပုံစံနဲ့ကြအခုခေတ်လူငယ်ကြီးနားထောင်တဲ့မျိုးကြီး။အခုကအခုတချင်းကလည်းအဲ့လိုမျိုးအခုခေတ်လူငယ်ကြီးကြိုက်မဲ့ပုံစံမျိုးဆိုအဆင်ပြေပါတော့။ အရင်တော့ငငယ်တုန်းကကိုပစုငငယ်တော့လုပ်ခဲ့တဲ့သင်းတွေဟိုနေစီရင်တော့ဘာလို့ပေါ့နော်အဲ့ဒါမျိုးတွေကြိုက်လားညီတို့ကြိုက်တယ်ဆိုရင်ကြိုက်တယ်ဟိုတော်များများနောက်ကြရပဲအချင်းအခုလေအင်းဒီပစ်တဲ့သင်းတွေမှာမကြိုက်တဲ့သင်းတွေရှိလားမရှိပါဘူးကြိုက်ပါတယ်အသက်ရွယ်กว่าပဲမဲ့ကြိုက်တယ်ပေါ့ကြိုက်တယ်ငငယ်တွေကနားထောင်လာပဲဒီမှာထွက်ပြီးမှ making ပြန်ပြမှာလားအမထွက်ခင်လည်းတင်မယ်ထွက်ပြီးတော့လည်းတင်မယ်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့သင်းလေးနဲ့ပတ်သက်လို့ဒါမှကြာခင်လည်းထွက်တော့မှာပါအဲ့တော့အဲထွက်လာရင်လည်းစောင့်ကြည့်အပေးဝေပန်ရောက်ပြီးပါဟုတ်ဟုတ် ဟိုကျွန်တော်ချင်းကိုလည်းတတ်နိုင်ဆုံးဟိုစတက်ပေါ့နော်အစ်တစ်ဖြစ်အောင်ကျွန်တော်လုပ်ထားပါရဲ့ကျွန်တော်ဘယ်တော့မှကျွန်တော်ဟောင်းနေပြန်မလုပ်ပါဘူးအဲ့တော့ဟိုနားထောင်ပြီးပါလို့လေရောဒါသိသိမှာအဖေကဆိုတယ်ဒါပြောဆောင်တယ်ပေါ့နော်အဲ့တော့ဒီစင်းလေးထွက်လာရင်အဖေကိုလေကိုချစ်ကြတဲ့ဒါဒီကိုမောင်မားလေးတို့ဟုတ်ဒီတချင်းထုတ်ပေးဆိုရင်တော့အဖေရဲ့ Facebook တို့ YouTube တို့ TikTok တို့အကောင့်တွေမှာအကုန်လုံးပြင်ပါဆိုတော့ထွက်လာရင်အားပေးကြပါဦးနော်ဟုတ်